အဲဟင်းလေးလည်းခံသွားပြီအရန်ဟိုမှာစားကျင်စရာကောင်းတယ်ဝက်နံရိုးအဆက်လေးရပါပြီဆက်လို့လဲလွယ်ကူပြီးတော့သမင်းလည်းမိန်စေတဲ့ဟင်းလေးတစ်ခွက်ရပါပြီရှင်음အရန်ဟိုမှာစားကျင်စရာကောင်းတယ်ဝက်သားကျိတ်ခရမ်းသီးအချိုလေးရပါပြီနူးနူးလေးနဲ့ချက်ထားဆိုတော့음ပါပြီ ်မင်္ဂလာပါရှင်ဒီနေ့ကထိုင်းစတိုင်ဝက်နေယိုအဆက်ချက်နီးလေးချက်ပြသွားမှာဖြစ်ပါတယ်။ပါဝင်တဲ့ပစ္စည်းအကြတော့ဝက်နံယိုလေးပါမယ်ရှင်။ငရုတ်ပွားပါမယ်။ငရုတ်တီးအနီတောက်ပါမယ်။ကျက်သွုံဖြူလေးပါမယ်။ရှောက်ရွက်ပါမယ်။ခရမ်းကတော့တီးလေးပါမယ်။ငရုတ်ကောင်း အစိမ့်ပါမယ်ဒါလေးရကြတော့ထိုင်းလို့ဆိုရင်ကချိုင်လို့ခေါ်တယ်ကချိုင်လေးပါမယ်ဒါလေးရကြတော့ငရုတ်ဒီအနှစ်လေးပေါ့နော်ဒါလေးပါမယ်ရှင်ငရုတ်ပွားလေးကိုအဆောင်းလေးလှီးလိုက်ပါမယ်ဒီလိုအဆောင်းလေးပေါ့နော်ဒီနေ့မှထင်းလှအောင်ပေါ့ကဲစီတက်ဖို့အတွက်ငရုတ်ဒီအတော့အနီလေးနဲ့ကျွတ်ွန်ဖြူလေးကြိတ်လိုက်ပါမယ် ဲစီပူလာပြီဆိုရင်ထိုင်းမြုပ်ဒီအနှစ်လေးထည့်လိုက်ပါမယ်ထိုင်းလို့ဆိုရင်ဖိကန်လို့ခေါ်ပါတယ်ငြုပ်တီးအနှစ်လေးထည့်ပြွားပြီဆိုရင်ခုနကတိတ်ထားရတဲ့ကျွတ်စုံဖြူလေးနဲ့ငြုပ်တီးအပေါက်လေးထည့်လိုက်ပါမယ်။ပြီးရင်ရောပြီးတော့ကြော်လိုက်ပါမယ်။ကဲငြုပ်တီးအနှစ်လေးမွေးလာပြီဆိုရင်အသင့်ပြင်ထားရတဲ့ဝက်နံရိုးလေးထည့်ပြီးတော့ หมุนไล่ป่ะเนเออวะตาลีเนี่ยงยุบติย้อตั้วพี่ส่วนอพงเป็ดพี่รอคณะท้าไล่ป่ะเนเออวะตาลีเนเน่ดิจัดลาพี่ส่วนหมุนพี่รอเออลีแทชัดไล่มาป่ะเนาะကဲဝတ်သားလေးအနေငယ်ကြက်လာပြီဆိုရင်အရသာရှိအောင်ခရုစီလေးအနေငယ်ထည့်လိုက်ပါမယ်။ တဲငံပြာရေအနေငယ်ထည့်လိုက်ပါမယ်ပြီးရင်အချိုမုတ်လေးအနေငယ်ထည့်လိုက်ပါမယ်ရှင်ရတာလေးရောဆက်သွားအောင်ဝေးလိုက်ပါမယ်ရှင်ကြီးအနေငယ်လေးထည့်လိုက်ပါမယ်ပြီးရင်အဖုံလေးခဏပိတ်ထားလိုက်ပါမယ်ရှင်။ ရေလေးအနေငယ်ခန်းလာပြီဆိုရင်တော့အစ်စ်ပြင်ထားတဲ့ခရမ်းသီးလေးထည့်လိုက်ပါမယ်။ဒီရောငရုတ်ကောင်အစိမ်းလေးထည့်လိုက်ပါမယ်။အနက်လေးမှုရင်းအောင်ပြီးတော့ကချိုင်လေးပေါ့နော်။ဒါလေးကကချိုင်ထိုင်းလို့ဆိုကချိုင်လို့ခေါ်တယ်မြန်မာလို့ဆိုမခေါ်တတ်လို့ပါနော်။ပြီးရင်သီးထားတဲ့ရုပ်ကွာလေးတွေထည့်လိုက်ပါမယ်။ပြီးရင်ရှောက်ရော့လေးအနက်မှုရင်းအောင်ရှောက်ရော့လေးထည့်လိုက်ပါမယ်။อืม ဟင်းခန့်မွေးကြိုင်လေးများလေးလေးဟင်းကပွီးလေးလေးပြီးရင်ရောဆက်သွားအောင်နည်းနည်းလေးမှွေလိုက်ပါမယ်อืมอันนี้มุ้ยเนี่ยแกเปี้ยนน่ะยัดตาเลใส่ဝင်အောင်အဖုံလေးခဏအုပ်ထားလိုက်ပါမယ်။အဲဟင်းလေးလည်းခံသွားပြီးအရန်ဥမှာစားကျင်စရာကောင်းတယ်။ ဝက်နံရိုးအဆက်လေးရပါပြီဆက်လို့လဲလွယ်ကူပြီးတော့ခမင်းလဲမိန်စေတဲ့ခင်းလေးတစ်ခွက်ရပါပြီရှင်ဝတ်သားဟင်းနဲ့သွဲစားဖို့အတွက်ခရမ်းဒီအချိုလေးကြော်လိုက်ပါမယ်ပါဝင်တဲ့ပစ္စည်းရကြတော့ဝတ်သားတိတ်ထားတဲ့ဝတ်သားလေးပါမယ်ပြီးတော့ငရုတ်ဒီပွားပါမယ် ခရမ်းသီးအလုံးကြီးပါမယ်ပြီးတော့ဒါလေးကဖိုလဖာလို့ခေါ်ပါတယ်ထိုင်းလို့ဆိုဖိုလဖာရွက်ပေါ့နော်ဒါလေးကကဲကြော်ဖို့အတွက်ခရမ်းသီးလေးတစ်စောင်းလေးလှီးလိုက်ပါမယ်ပပားလေးပေါ့နော်အရင်ကြီးမကြီးမသေးပေါ့ကဲလှီးထားတဲ့ခရမ်းရှည်သီးလေးကိုမမဲအောင်ပေါ့နော်စားရည်ချိန်လိုက်ပါမယ် ခဏလေးစိန်ထားလိုက်ပါမယ်နော်ခရမ်းဒီထဲမှာထည့်ဖို့အတွက်ငရုတ်ဒီပွားလေးလှီးလိုက်ပါမယ်စီပူလာပြီဆိုရင်အသင့်ပြင်ထားတဲ့ကြက်သွန်ဖြူလေးစီစမ်းလိုက်ပါမယ်ကျက်တုံဖြူလေးကျက်ပြီးွားပြီဆိုရင် ပြင်ထားရတဲ့ဝက်သားကြိတ်လေးထည့်လိုက်ပါမယ်အနက်လေးမမြင်အောင်ပေါ့နော် ဝက်သားလေးနည်းနည်းကျက်လာပြီဆိုရင်အဲ့ဒါရှိရင်အောင်ခရုစီလေးအနည်းငယ်ထည့်လိုက်ပါမယ်။ပန်းငံပြာရည်အကြည်လေးအနည်းငယ်ထည့်လိုက်ပါမယ်။ပြင်ချုံမောက်လေးအနည်းငယ်နည်းနည်းလေးပေါ့နော်အရသာလေးကောင်းအောင်။ပြင်ရောနှောင်းအောင်ကြော်လိုက်ပါမယ်၊မှွေလိုက်ပါမယ်။ဝတ်သားလေးကျက်ပြီးွားပြီဆိုရင်ခုနကလှီးထားတဲ့သားရည်စိမ်ထားတဲ့ခရမ်းလေးလေးထည့်လိုက်ပါမယ်။ ပြီးရင်နည်းနည်းလေးໝွေလိုက်ပါမယ်။ໝွေပြွားပြီးဆိုရင်အဖုံလေးခဏလေးအုပ်ထားလိုက်ပါမယ်။ခရင်တိကျအောင်ပေါ့နော်။ခရင်တိလေးနည်းနည်းလေးကျက်လာပြီးဆိုရင်ကြော်လိုက်ပါမယ်။နည်းနည်းလေးဟိုလက်တိလက်ပေါ့နော်။ဟိုໝွေတိໝွေပေါ့။ခရင်တိကျပြီးဆိုရင်လီးထားရတဲ့ငရုတ်ကွက်လေးထည့်လိုက်ပါမယ်။ ဟိုလာဖာရွက်ပေါ့နော်ထိုင်းလို့ဆိုဟိုလာဖာရွက်ထည့်လိုက်ပါမယ်ပြီးရင်ရောသမအောင်ငွေလေးငွေပေးလိုက်ပါမယ်ဟွန်းမြောင်းမစားချင်းစရာကောင်းတဲ့ဝက်သားကျိတ်ခန်းသည့်အချိုလေးရပါပြီအမင်းနဲ့သွဲစားဖို့တော့ပေါ့နော် ကဲဒီနေ့ကဝက်နိုင်ရိုးထိုင်းစတိုင်ပေါ့နော်ဝက်နိုင်ရိုးအဆက်ချက်လေးရဲ့ပြီးတော့ခရမ်းသီးအရှိအချို့ကြော်ထားရတယ်။ကဲမလေးရဲ့ဘိုက်စာနေပြီးနောက်ကျနေပြီဆိုတော့ဆွဲလိုက်အောင်မေနော်။ဟုတ်တယ်ဟုတ်တယ်။ကဲစားကြအောင်လေခက်ပေးမယ်နော်။ဟိုးရတယ်ရတယ်။အဲ့တဲမဟုတ်တော့ဘူးတိလား။အိမ်ရှင်ဖြစ်သွားပြီအမကြီး။အိမ်ရှင်ဆိုတော့စိတ်ကြိုက်ကုဟာနဲ့ကိုထဲစားတော့မယ်နော်မနော်။ အဲ့ပေါ့ငါခက်ပေးရင်နဲနဲဝါပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုလည်းမဟုတ်ပါဘူးမရေကဲပြန်တီလေးတော့ပြန်တီချူခေပြီးမှပြန်ခမဲငါစားလောက်မယ်နော်စားပါစစားပါရှင်အာမနာနဲ့ရှင်အင်းကောင်းနေတေယူနေဟွန်းဝယ်နေယူလေး Ai ăn này liền Cao nhỉ Quá Giờ ăn phủ đi Mmm มันเนี่ยรถเล็ดในกูโซยปลายปีฮีอืมวันนี้อยู่ว่ารถเล็ดนะเป็นเนาะข้างละโอ้อืมเอาเนี่ยเจ้ เนี่ยก็เนี่ยอืมสาเล่นในสูไอ้ยาไทยอะสาป่ะเนาะกล้องไอ้ยังมันแซ่บมุนะติดค่ะชาลุยาฮะอืมก้างเนี่ย နူးနူးလေးနဲ့ချက်ထားဆိုတော့음ဘာလို့ဟင်းကဲမငါတော့ကြည်မြငါဟင်ကုံမမလားလို့သူစားလိုက်မှာကုံကုံဘူးကုံဘူးစိတ်ချခြံထားပေးမယ်ဟင်းထုံးနော် này làm được nó lại ra phần cục bắp ui là Mm. Mm. Chưa bác Nhưng mà phải sợ sáng không à? Nó sẽ lòng à? Cắt nào không? ကဲဒီနေ့က Thai style ဝက်နယိုအဆက်ချက်ထားတာလေးရဲ့ပြီးတော့အာခရမ်းတီးရှိအချိုကြော်ထားတာလေးရဲ့ချက်ပြထားပါတယ်လွယ်တကူချက်ထားတဲ့နီးလေးကိုချက်ပြထားပါတယ်ရှင် ပြန်နောက်နေ့ဗ াড়ি ချက်မလဲလာပြီးတော့မျှဝေပေးမလဲဆိုတာကိုစောက်ပြီးတော့ကြည့်ရှုပေးကြပါဦးเนาะဘိုင်ဘိုင်ဆက်စားဆက်စားမာနေရိုးတွေကုန်စားလောက်မယ်တော်ပြီစားရအောင်ရင်อืม